အားလုံးမင်္ဂလာပါဒီနေ့အကြောင်းအရာကိုပြောခင်မှာကျွန်တော်မိကုံးလေးတစ်ခုမေးချင်တယ်မိကုံးလွယ်လွယ်လေးဘာမှမခက်ကျွန်တော်တို့ကိုဘယ်အရာတွေရှေ့ဆက်နေသေးတာလဲဒီလောက်ခက်ခဲနေတဲ့အခြေအနေကြီးမှာဒီလောက်ရုန်းကန်တာကြမ်းတမ်းလှတဲ့အခြေအနေဆိုးကြီးတွေမှာကျွန်တော်တွေအသက်ရှင်နေထိုင်ပြီးတော့ရှေ့ဆက်နေဖို့အတွက်ကျွန်တော်တို့ဘယ်အရာတွေကတုံးအားဖြစ်စေတာလဲနေ့ရက်တိုင်းနေ့ရက်တိုင်းကိုကျွန်တော်တို့ဆက်ပြီးအောင်ဒီနေ့မနက်နိုးလာတယ် ကဲဒီနေ့တော့ရင်ဆိုင်စရာရှိရဲငါဆက်ပြီးရင်ဆိုင်အောင်မယ်ဒီနေ့တော့ငါကြော်ဖြတ်အောင်မယ်ဆိုတော့ဟာမျိုးပေါ့အားရမျိုးပေါ့ဒီလိုတွန်းအားမျိုးကိုဘယ်ကနေရနိုင်လို့ထင်လဲဆိုတော့တော်တော်များများဖြေကြမှာပေါ့နော်ပတ်စံရှိမယ်ငွေကြေးပေါ့နော်ငွေကြေးဥစ္စာရှိရင်ပို့ပြီးအဆင်ပြေပေါ့နော်တွန်းငွေကြေးဥစ္စာတွန်းအားဖြစ်တယ်တချို့တွေကလည်းမိသားစုကတွန်းအားဖြစ်တယ်ချစ်ချင်းမေတ္တာတွန်းအားဖြစ်တယ်သားရည်သမီးရည်ပေါ့နော်ဒီလိုမျိုးဟိုချစ်စရာသားရည်သမီးရည်ကတွန်းအားဖြစ်တယ်ပေါ့အဲဘယ်လိုပဲဖြစ်ဖြစ် ဒါတွေအကုန်လုံးစုပြီးတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ခြုံငုံပြီးတော့ဗောနဒီဟာတွေအကုန်လုံးခြုံပြီးတော့ကျွန်တော်အကြံဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့နေ့ရက်တိုင်းမှာရှေ့ကိုဆက်ပြီးတော့တိုးစီနေတာကမျောလင်းချက်ပဲဘလို့မျောလင်းချက်လဲဒီဟာရဲ့အနာကက်အတွက်ကျွန်တော်တို့မျောလင်းနေမျောလင်းချက်ပေါ့မနေ့ပြန်ဒီနေ့ထပ်ပူကောင်းလာမယ်ဆိုရင်မျောလင်းချက်ဒီကိစ္စကြီးကတစ်ချိန်ချိန်မှာတော့ပြီးဆုံးသွားမှာပါဆိုရင်မျောလင်းချက် ငါသားသမီးတွေအတွက်ငါရှင်သန်ရမယ်ဆိုရင်မျှော်လင့်ချက်ငါရဲ့မိသားစုအတွက်ငါရှင်သန်ရမယ်ဆိုရင်မျှော်လင့်ချက်ငါဒီကိစ္စအတွက်ငါရှင်သန်ရမယ်ဆိုရင်မျှော်လင့်ချက်ပေါ့ဒီမျှော်လင့်ချက်ကကျွန်တော်တို့ရှေ့ဆက်တိုးစင်နေတိုးစင်နိုင်တယ်ဒီမျှော်လင့်ချက်ကကျွန်တော်တို့အရန်ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေမှာနောက်ထပ်တစ်ရက်ဆက်ပြီးအသက်ရှင်မှုအတွက်အားရနေကိုပေးတယ်စကားပုံတစ်ခုတော့ရှိရပါလဲဆိုတော့လူဆိုတာလူအားတဲ့ သူဘာကြောင့်ရှင်သန်နေရတာလဲဆိုရက်သူ့ရဲ့မျှော်လင့်ချက်ကိုနားလဲပြီးဆိုရင်တဲ့ဘလောက်ခက်ခဲကြံတန်းဆိုးရွားတဲ့အခြေအနေမျိုးကိုမဆိုရှင်ဆိုင်နိုင်စွာရှိတယ်။ဒါကလူတွေရဲ့စွမ်းရည်ပဲ။တဘောကလူဆိုတဲ့အမျိုးကမျှော်လင့်ချက်ရှိနေမှအသက်ဆက်ရှင်နိုင်တယ်။မျှော်လင့်ချက်မရှိတော့ဘူးဆိုရင်သူကအသက်ဆက်ရှင်မှုအတွက်စိတ်ကူးမရှိတော့ဘူး။တော်ပြီထားလိုက်တော့ဖြစ်ချင်တာဖြစ်တော့ဆိုရင် ြောင်းလဲချက်ကုံဆုံးသွားပြီဆိုတာ ਨੇ လူကအသက်ဆက်ရှင်ခြင်းစိတ်ပေါ့ရှင်တန်ခြင်းစိတ်မရှိတော့ကျွန်တော်တို့ရှင်တန်ခြင်းစိတ်ကဘယ်ကနေလာလဲဆိုတော့မျောလင်းချက်ကနေလာတယ်ခုနကျွန်တော်ပြောသလိုပဲနောက်နေ့ကဒီထက်ပို့ပြီးတော့ဒီနေ့ထက်တော့ပိုကောင်းလာမယ်ဆိုရင်မျောလင်းချက်ဒီအချိန်လေးကြီးကပြီးဆုံးသွားမှာပါဆိုရင်မျောလင်းချက်မျိုးကကျွန်တော်တို့ရှေ့ဆက်နေစေတယ်ဒီမျောလင်းချက်ကုံဆုံးသွားပြီဆိုတော့ခုနပြောတဲ့ငွေကြေးဥစ္စာတွေမိသားစုတွေချစ်ခင်ရတဲ့သူတွေဘလို့ပဲရှိရှိနော် သူ့မှာလူတယောက်မှာရှင်တန်ရခြင်းအတွက်အတိတ်ပဲမျောလင်းချက်မရှိတော့ဘူးဆိုတာနဲ့သူကအသက်ဆက်ရှင်ခြင်းလေးရှိမှာမဟုတ်တော့တချို့တွေငွေကြေးချမ်းသာရတာနဲ့ကို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 ဘွားကိုဆုံးဖြတ်ရမှာတယ်တချို့တွေမိသားစုနဲ့ပြည့်စုံနေပါရတာနဲ့ဒီလောကထဲကနေထွက်ခွာဖို့လမ်းရွေးချဲ့သွားတယ်ဘာဖြစ်လို့လဲရှင်းရှင်းလေးပဲမျောလင်းချက်မရှိတော့လို့အသက်ဆက်ရှင်ဖို့အတွက်တွန်းအားမရှိတော့လို့ဒါဆိုရင်လူကရှင်သန်ခြင်းလိုသိမ့်မရှိတော့အဲ့တော့အခုကျွန်တော်တို့ကြုံနေရတဲ့အခက်အခဲကြီးကလည်းအဲ့လိုမျိုးပဲ နေတိုင်းနေတိုင်းမှာရုန်းကန်ရတာနေတိုင်းနေတိုင်းမှာဟိုပေါ့အရန်ပြေးနေရတာကျွန်တော်တို့ပင်မန်းလွန်းလာရန်ခက်ခဲလွန်းလာဒီလိုခက်ခဲနေတဲ့အခြေအနေကြီးမှာကျွန်တော်တို့အနေနဲ့ဆက်ပြီးရှင်သန်မှုအတွက်ကျွန်တော်တို့မှလည်းမျှော်လင့်ချက်ရှိဖို့လိုအပ်တယ်အခုကကြတော့တော်တော်များများကအရန်စိတ်ညစ်နေအရန်စိတ်ဖိစီးမှု များပြီးတော့စိတ်တကျတဲ့အခြေအနေကိုရောက်နေတယ်ဘာဖြစ်လို့လဲပဲရှင်းရှင်းလေးဒီအခြေအနေကြီးဘယ်တော့မှပြီးွားမလဲဆိုတာလည်းမသိရဘူး ကျွန်တော်တို့ရဲ့ဘဝတွေနောက်ပိုင်းမှာဘယ်လိုမျိုးတွေဆက်ဖြစ်လာမလဲဆိုတော့လည်းကျွန်တော်မသိရအဲ့တော့သူများတွေဆိုရင်တခြားနိုင်ငံသားတွေဆိုကြပါဆိုလုံးလုံးတယ်ဆိုမေးရလေ၃နှစ်၈၃နှစ်ပါစဉ်းစားထားလဲ၈၅နှစ်ပါလေစဉ်းစားထားလဲအဲ့လိုမျိုးစဉ်းစားထားကြရရှိရယ်ကျွန်တော်တို့စီမှာမရှိကျွန်တော်စီမှာအသက်ရှင်မှုအတွက်ကိုတော့မနေရုံးကန်နေရတဲ့နောက်မှာကျွန်တော်စီမှာမျောလင့်ချက်တွေလည်းမရှိဘူးရှေ့ရေးအတွက်အနာဂတ်တွေဆိုတာလည်းမရှိဘူးဒီတော့မျောလင့်ချက်ကုန်ဆုံးလာတဲ့အမြရှင်တန်လူစိတ်လည်းနည်းလာကြတယ် ဲ့အတွက်ကြောင့်မလို့ပဲကျွန်တော်တို့လူမျိုးတွေခုတလောတွေးတွေးနေရတာရဲဆက်ဆက်လုပ်တဲ့ကိစ္စတွေကိုကိုကိုအဆုံးစီရင်သွားတဲ့ကိစ္စတွေအများကြီးဖြစ်နေကြတယ်ဆိုတာဒီကိစ္စကြောင့်ဒီပြဿနာကြောင့်အဲ့မျောလင်းချက်ကုံဆုံးသွားအဲ့တော့ဒီအခက်ခဲကြီးကနေကြော်ဖြတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကရှင်သန်ရခြင်းရဲ့မျောလင်းချက်တစ်ခုတော့ရှိဖို့လိုအပ်တယ်ဘယ်အရာတွေကကိုကိုမျောလင်းချက်နဲ့ဘယ်အရာတွေကကိုကိုမျောလင်းချက်တွေဖြစ်ပေါ်စေလဲဘယ်အရာတွေကကိုကိုရှင်သန်စေလဲဘယ်အရာတွေက နေ့စဉ်နေ့တိုင်းမှာကို့အနေနဲ့နောက်ထပ်ဟိုပေါ်ရက်တရက်ကိုဆက်ပြီးရှင်သန်ဖို့အတွက်ဘယ်အရာတွေကတော့ကို့တုံးအားပေးစီလဲဆိုတာကိုကျွန်တော်ဖန်တီးထားမှရတိမှရအရာပထမဆုံးတိမှရတကယ်လို့ကို့မှာညှောလင်းချက်မရှိဘူးခုနပြောသလိုကို့နေ့တိုင်းတုံးအားပေးနေတဲ့အရာမရှိဘူးဆိုရင်ကျွန်တော်တို့ကဖန်တီးယူရလိမ့်မယ်နော်အဲ့အတွက်ညှောလင်းချက်ကိုဘယ်လိုဖန်တီးယူမလဲပေါ့ဒါကိုကျွန်တော်လုပ်တဲ့နီလန်းရှိတယ်ဆိုတော့ကျွန်တော်ကကျွန်တော်ခုနပြောသလိုပဲညှောလင်းချက်ဆိုတာက ရှေ့ပိုင်းမှာရှေ့ရေးအတွက်ပေါ့နော်မျောလင့်ပြီးတော့ငါတို့တော့ဒီလိုဒီလိုလိုဖြစ်လာမယ်လို့မျောလင့်ပြီးကျွန်တော်အသက်ရှင်တာမလားအခုချိန်ဒီမှာကြာကျွန်တော်ရှေ့ရေးကိုအကြအကြီးတွေးလို့မရအဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့နေ့စဉ်နေ့တိုင်းအတွက်ကျွန်တော်မျောလင့်ချက်ထားတယ်နေ့တိုင်းမှာကျွန်တော်မျောလင့်ချက်အသေးလေးထားလိုက်တယ်တဘောရှင်တန်ရခြင်းအတွက်မျောလင့်နိုင်အောင်လို့ကျွန်တော်အသေးလေးထားအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်မျောလင့်ချက်ကနှစ်ခုရှိတယ်တစ်ခုကဘာလဲဆိုတော့ငါဒီနေ့ရှင်တန်တဲ့အချိန်မှာငါကိုငါဖွင့်မျိုးအောင်တိုးတက်အောင် ညှောလင်းချက်ထားတယ်ငါကွန်ကဖွင့်ပြအောင်တိုးတက်အောင်ငါလုပ်မယ်နော်ငါကွန်ကဖွင့်ပြအောင်တိုးတက်အောင်လုပ်မယ်ငါရဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဖွင့်ပြမှုအတွက်တနေ့တောင်ငါဖြတ်တန်းမယ်ဒါကတခုဒုတိယတခုငါတခြားသူတွေကိုပျော်ရွှင်အောင်တခြားသူတွေရဲ့ခံစားရမှုတွေရော်ပါဝအောင်လုပ်ပေးမယ်အစဉ်ပြေတဲ့နီးနဲ့ပေါ့ငါရနိုင်တဲ့နီးလန်းနဲ့တခြားသူတွေရဲ့ခံစားရမှုတွေကိုရော်ပါသွားအောင်လုပ်ပေးမယ်အဲ့ကျွန်တော်ကနေ့တိုင်းမှာကျွန်တော်မှာဥတီချက်နှစ်ခုရှိတယ် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးလောင်လုပ်မယ်တခြားသူတွေကိုရသလောက်ကူညီမယ်ဒီနှစ်ချက်ကကျွန်တော်ရဲ့ဥတီချက်ကျွန်တော်ဘဝရဲ့အတိတ်ပဲဖြစ်လာတယ်နေ့စဉ်တိုင်းမှနေ့ရက်တိုင်းမှဒီနှစ်ချက်ကိုကျွန်တော်ဥတီပြီးတော့ကြည့်တယ်ဒီနေ့ငါသူများတွေအတွက်ဘာတွေကူညီပေးပြီးပြီလဲမမေးခွန်းတွေဖြည့်ပေး Facebook မှာမေးခွန်းတွေဖြည့်ပေးတယ် post တွေရေးတယ်ကျွန်တော်ရဲ့ team news စာချက်တွေပြောပြတယ်ကျွန်တော်မေးခွန်းမေးလာတဲ့သူတွေဖြည့်ပေးတယ်ကျွန်တော်လူနာတွေကြည့်ရစသဖြင့်ပေါ့ကျွန်တော်လုပ်နေတဲ့အကြောင်းအရာတွေအကုန်လုံးက တခြားသူတယောက်တယောက်ကိုကူညီပေးနေတယ်ဒီတယောက်ကငါလှုပ်ပေးလိုက်လို့အဆင်ပြေသွားတယ်ဟိုတေချာအောင်မြင်သွားတယ်ပေါ့ဒီလိုမျိုးပေါ့ဒီလိုမျိုးဆိုရင်ကျွန်တော်စီမှာလည်းရှင်တန်ရခြင်းရဲ့ညှော်လင့်ချက်ပြန်ဖြစ်လာတော့ငါလှုပ်နေတာတွေကအကျိုးရှိတာပဲငါလှုပ်နေတာလူတွေကူညီပေးနေတာပဲဆိုတော့ညှော်လင့်ချက်ကျွန်တော်ဖြစ်စေတယ်တခုဒုတိယတစ်ခုရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအများရန်ပုံမပို့ပြီးဖွင့်ပြလောင်လုပ်မယ်အဲ့တော့ကျွန်တော် small wings လေးထားတာပေါ့ဒါပေမဲ့နေတိုင်းချင်းလဲတောင်းလျှောက်တယ်နေတိုင်း အဲဥပမာထားရဂျင်းကိုသွားမယ်ဂျင်းကိုတပတ်လေးရက်သွားမယ်တပတ်မှာ3ရက်ရေကူးမယ်တလောက်တပုတ်စောက်တစ်ခုပေါ့တလောက်စောက်တော့မဖြစ်ဖြစ်အောင်ဖတ်မယ်စသဖြင့်ပေါ့ဒီလိုမျိုးကျွန်တော်ကနေ့စဉ်နေ့တိုင်းမှာဒီ goals လေးထားထားလိုက်ဒီဒီတရချင်းစီအတွက် အောင်ပွဲလေးထားထားလိုက်တယ်ပြီးတော့ကျွန်တော်ကအဲ့ဒါကိုမှီအောင်လုပ်တယ်ဒီမှာ challenge တောင်းတော့ရအောင်ပြည့်အောင်ရှောက်တယ်စောက်ရအောင်ဖတ်တယ်နော်ကိုယ့်ရဲ့စိတ်ကို meditation တစ်ခါလေးပါရင်ကြာရင်ကျွန်တော်အဲ့လိုမျိုးအသက်ရှူလေးခြင်းငယ်တွေပါလေးလုပ်တယ် တော့ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုဆက်ပြီးတော့ဖွံ့ဖြိုးနေဖို့အတွက်ကျွန်တော်မျှော်လင့်ပြီးတော့ကျွန်တော်အဲ့အတွက်အတိတ်ပဲရှိအောင်လုပ်တယ်။တဘောကအတိတ်ပဲရှင်းတန်ရခြင်းမှာအတိတ်ပဲရှိဖို့အတွက်ခုနပြောရမျှော်လင့်ချက်လိုရယ်မျှော်လင့်ချက်ကိုဖန်တီးဖို့အတွက်လည်းကိုယ့်ရဲ့ဘဝရှင်းတန်ခြင်းမှာအတိတ်ပဲသွားရှိတဘောဒီနှစ်ခုကသွားပြီးတော့ဆက်ဆက်ဖြစ်ပေါ်နေတယ်။ရှင်းတန်ရခြင်းမှာအတိတ်ပဲမရှိတော့ဘူးဆိုရင်မျှော်လင့်ချက်မရှိတော့ဘူးအဲ့ခါကျရင်ဆက်ပြီးအသက်ရှင်ဖို့အတွက်လည်းစိတ်ကူးမရှိတော့ဘူးအသက်ရှင်နေလည်းမရှိတော့ဘူးပေါ့။အဲ့တော့ကျွန်တော်ဒီနေ့အကြံပေးချင်တာကဘာလဲဆိုတော့လူတွေက ဒီလိုအရန်ခက်ခဲတဲ့အခြေအနေမျိုးမှာဆိုရင်ဆက်ပြီးရှင်သန်နေဖို့အတွက်ကျွန်တော်တို့မှာမျှော်လင့်ချက်လေးရှိဖို့လိုအပ်တယ်။နော်ရှင်သန်ရခြင်းရဲ့အတိတ်ပဲပေါ့။ရှင်သန်ခြင်းအတိတ်ပဲလေးရှိရဲလိုအပ်တယ်။မျှော်လင့်ချက်လေးလိုအပ်တယ်။အဲ့ရှင်သန်ရခြင်းရဲ့အတိတ်ပဲကိုတခြားနေရာကနေမရဘူးဆိုရင် ကိုယ့်ဘက်ကိုဖန်တီးယူမယ်။နော်တခြားအရာတွေကမရဘူးဆိုရင်ကိုယ်ဘယ်အရာတွေကတုံးဝဖြစ်စေရလဲမျှော်လင့်ချက်ဖြစ်စေရတခြားအရာတွေကနေမရဘူးဆိုရင်ကိုယ့်ဘက်ကိုဖန်တီးယူမယ်။ဒီလိုဖန်တီးယူတဲ့အခါမှာ external factors တွေလို့ခေါ်တာခုနပြောပတ်စံတို့သူများချစ်တဲ့ချစ်ချင်းမေတ္တာမိသားစုတို့ဒီလိုဟာမျိုးနဲ့ဖန်တီးလိုက်ရင်သူတို့တွေစီကနေပြီးတော့ဒီຢာတွေဥမာပတ်စံမရှိပတ်စံလို့စဉ်းစားထားတဲ့သူကပတ်စံမရှိရင် तू ကမျောလင်းချက်ကုန်အောင်မိသားစုလို့ပြောထားတဲ့သူကသူ့မိသားစုကို तू မိသားစုကသူ့ကိုကောင်းကောင်းမွန်မွန်ဆက်တဆန်လိုက်တဲ့အခါကျရင်မျောလင်းချက်ကုန်အောင်အသက်ရှင်နေတယ်မရှိတော့ဒီလိုမျိုးဖြစ်နိုင်တယ်အဲ့တော့အပြင်ကနေလာတာကိုကျွန်တော်အားမပေးဘူးမျောလင်းချက်ရှိတာကောင်းတယ်ဒါမဲ့အပြင်ကလာတာကိုကျွန်တော်အားမပေးဘူးအဲ့စား ကိုအတွင်းထဲကနေလာတဲ့ညှော်လင့်ချက်နဲ့အတိတ်ပဲကပို့ပြီးအရေးကြီးတယ်။အဲကျွန်တော်ရဲ့အတိတ်ပဲကျွန်တော်ရဲ့ identity ကဘယ်ကလာလဲဆိုတော့သူများတွေကိုကူညီပေးမယ်။ငါရဲ့စိတ်နဲ့ခန္ဓာဖွံ့ဖြိုးတိုးတက်စေရမယ်။နေ့စဉ်နေ့တိုင်းမှာကျွန်တော်ဒီဟာပဲပဲဥတီချက်ထားလိုက်တယ်။အရှိန်ကြီးကိုကျွန်တော်မတွေးတော့။အရှိန်ကြီးကိုတွေးပြီးဆိုရင်ကျွန်တော်ညှော်လင့်ချက်မရှိတဲ့ကိစ္စတွေကျွန်တော်ဖြတ်တန်းနေရမှာဆိုတဲ့အတွက်ကြောင့်နေ့စဉ်နေ့ရက်တိုင်းနေ့ရက်တိုင်းကိုပဲကျွန်တော်တည့်ရချင်းစီစာညှော်လင့်ချက်တွေဖန်တီးပြီးတော့ကျွန်တော်ရဲ့အတိတ်ပဲတွေဖန်တီးပြီးတော့ကျွန်တော်ဖြတ်တန်းတယ်။ အဲ့အတွက်ကြောင့်လို့ကျွန်တော်သူများတွေကူညီတယ်ကိုကြီးရဲ့အတွက်ကြောင့်ကျွန်တော်မှအတိတ်ပဲရှိရဲကျွန်တော်ရဲ့ဘဝရဲ့အတိတ်ပဲရှိလာတယ်ကျွန်တော်ဘဝရဲ့ရှင်တန်ရခြင်းမျောလင်းချက်ဖြစ်လာတယ်ကျွန်တော်ရဲ့စိတ်နဲ့ခန္ဓာကိုဖွံ့ဖြိုးအောင်တိုးတက်အောင်ကြိုးစားတယ်အဲ့အတွက်ကြောင့်နေ့တိုင်းနေ့တိုင်းမှာဒီဟာတွေလုတ်ပြီးွားတဲ့အချိန်တွေမှာကျွန်တော်ကိုယ့်ကိုတခုခုအောင်မြင်သွားပြီဆိုတဲ့ခံစားချက်ရတယ်အဲ့အောင်မြင်သွားပြီဆိုတဲ့ခံစားချက်ကကျွန်တော်ဘဝအတိတ်ပဲရှိသေးတယ်ရှင်တန်မှုအတွက်မျောလင်းချက်ဖြစ်စေတယ်အဲ့တော့ကျွန်တော်အကြံပေးချင်တာကဒီခက်ခဲနေတဲ့အချိန်တော်အတွင်းမှာရှင်တန်မှုအတွက်မျောလင်းချက်လိုတယ် ကိုယ်ဘဝရဲ့အတိတ်ပဲလို့တယ်ဒီရှင်တန်ရခြင်းမျောလင်းခြင်းရဲ့အတိတ်ပဲကိုယ့်ဘဝတကူဖန်ပြီးယူပါအကောင်းဆုံးနိလန့်ကတော့ခန္ဓာကိုယ်ရဲ့ကိုယ်အတွင်းစိတ်ထဲကလာတဲ့ကိုယ့်ရဲ့ identity ကိုယ်ဆိုတဲ့အမှတ်တညာဖြစ်ရခြင်းကနေလာရင်တော့ပိုကောင်းတယ်ဆိုတော့ဒီနေ့ရဲ့အကျဉ်းချုပ်ကတော့ရှင်တန်မှုအတွက်အတိတ်ပဲရှိတဲ့မျောလင်းချက်တခုလိုပါတယ်အဲ့မျောလင်းချက်မရှိတော့ရင်လူတွေကဆက်ပြီးရှင်သန်ခြင်းတိတ်မရှိတော့ ဒီမျောလင့်ချက်ကိုဘယ်နေရာကကိုတွန်းအားဒီမျောလင့်ချက်ကတွန်းအားဖြစ်ပါတယ်နေ့ရက်တိုင်းကိုရှင်သန်စေမဲ့တွန်းအားဖြစ်တဲ့အတွက်ကြောင့်ဒီဟာဘယ်ကလာလဲဆိုတာအရင်ရှာဖွေကြည့်ပါမရှိသေးဘူးဆိုရင်ကိုယ့်ဘက်ကိုဖန်တီးယူပါကျွန်တော်ကတော့အပြင်ကနေလာတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့မဖန်တီးထားဘူးအဲ့စာကိုစိတ်ထဲကလာတဲ့အရာတွေနဲ့ဖန်တီးထားတယ်လူတွေတတ်နိုင်တဲ့မြတ်ကူညီမယ်ငါ့ရဲ့ကိုရောစိတ်ပါဖွင့်မျိုးတူတောင်လုပ်မယ်ဒါကကျွန်တော်အတွက်အဓိပ္ပာယ်ရှိစေတဲ့နေ့ရက်တိုင်းဆက်ရှင်တန်ဖို့အတွက်မျောလင့်ချက်တွေဖြစ်စေပါတယ်